အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့ဆီယမာကြီးခင်ဆွေဦးရေးသားထားတဲ့ဒိုတိုင်းဌာနီဟုတ်သူရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပြီးမှာဖြစ်ပါရစေ။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဒိုတိုင်းဌာနီ အခန်းကဟေနန်ကျွန်းဂျပန်ပြည်ရှိကျွန်းတကျွန်းဤအမည်ဖြစ်ပေသည် မြန်မာပြည်နှင့်လက်တီတို့တံတန်းထဲမှာတည်ရှိသည်ဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်သောမြန်မာမျိုးချစ်လူငယ်တစုစစ်ပညာစတင်သင်ကြားရသောနေရာလည်းဖြစ်ပေသည်ကိုသူရသည်စစ်ပညာသင်တန်းဆင်းသောနေ၌ဖခင်ဥပကျော်ပြောသော စကားများကိုတွား၍အမှတ်ရမိသည်ဘယ်မလဲမင်းတို့မှလက်နဲ့ထို့မြန်မာထဲမှာစစ်ပညာတတ်တဲ့သူဘယ်နှဦးရှိသလဲဘယ်နှယောက်တနက်ကင်တတ်သလဲဘယ်မလဲကိုပိုင်စစ်တတ် ဂျပန်တို့သည်နှောင်သောအခါ၌မြန်မာများအပေါ်တွင်ဘလူးစာတိပြတော်လဲပွဲဦးထွက်ဂျပန်တို့မှရရှိသောအကျိုးအမြတ်ကစစ်ပညာပင်သည်စင်စစ်နှောင်အခါတွင် ကိုသူရအဖို့စစ်အတွေ့အကြုံရင့်ကျက်လာသောဘဝ၌ယခုဟေနန်ကျွန်းတွင် သင်ကြားရသောစစ်ပညာသည်မူလာရန်စစ်ပညာမျှတာသည်ထို့သောကိုပိုင်စစ်တပ်မရှိခဲ့သောမြန်မာ၆လက်မှရှိသောဓမြောင်ကိုပင်ကင်ခွင့်မရခဲ့သောမြန်မာစစ်ပညာဆိုတာ ဖြူသလားမဲသလားပင်သိခွင့်မရရှာသောမြန်မာအဖို့ကစိပညာသင်တန်းများသည်အလွန်အဖိုးတန်နေသည်တွေးသည်မြမြင်သည်မြအားလုံးသည် အသည့်အစံကြီးဖြစ်နေပြီတော့သည်ထို့ကြောင့်မြင်းမြပင်မဆင်းရဲတော်လဲရဲဘော်တွေသည် အားကျိုးမှန်တဲ့ပညာရသလောက်ယူကြသည်လက်နက်နဲ့စစ်သားကိုဘဲကားရမလဲရှားတဲ့နေနဲ့ယူရမှာပေါ့ဒါကိုပဲကျွန်တော်တို့လူငယ်တစုစံစနေကြတာပဲ။ တညတော်ကဥပကျော်နဲ့အချီအချပြောခဲ့သောစကားကိုကိုသူရမှပြန်လည်ကြားရောက်နေမိသည်စစ်ပညာလက်နက်အမျိုးသားလက်နက်ကင်တက်မတော်လုံးလုံးစေနိုင်ကိုသူရ၏ကောင်းတဲ့တွင်ဒါပဲရှိသည်ကိုသူရတို့အဖို့အရေးကြီးဆုံးကဒါပဲမဟုတ်ပါလားစစ်တင်နှံဆ၍ဆင်းပြေသောတပတ်ခန့်ကြာသောအခါ၌ မြန်မာလူငယ်တစုကင်ဆွဲရန်လက်နက်တစ်တာကြီးများသည်စစ်တမ်းလျှသို့ရောက်လာခဲ့ပေသည်လက်နက်တစ်တာများသည် လေးမိုင်များဝေသောဂျပန်ရေတပ်မှထယ်ဆောင်လာရခြင်းဖြစ်သည်တစ်တာကြီးများထန့်၍လက်နက်တိုက်သို့တွင်းရသောအခါရဲဘော်များ၏ရင်တွင်တရိတ်တိတ်ခုန်နေသည်ဝမ်းမြောက်ခြင်းကစိုးပွဲရာမရှိပြီနောက်တနေ့အခမ်းအနားနှင့်လက်နက်အပွဲကျင်းပါသည်ဒီလက်နက်များသည်ကိုပိုင်ကင်ဆွဲရမည့်လက်နက်များပေသည် ကိုသူရတို့သည်ဟိုကောင်းဆလာများဝပြီးနေပူကြီးထဲတွင်တန်းစီရက်နေကြရသည် နေမင်း၏အပူချိန်ကြောင့်တကူလုံးချွေးများရွှဲရွှဲဆိုနေသည်နှစ်ဖိုးတွင်ချွေးသည်များသည်ကမျက်နှာတွင်ချွေးများပြိုက်ပြိုက်ကြနေသည်နေနှင့်တိုက်ရိုက်ထီသော အသားများသည် ပူဆက်ကျိန်းနေပေသည် ရှင်ထဲမှ ပီတိအဟုန်တို့သည် အပူဒဏ်ကိုကာကွယ်ထားသည် ရှဲဘော်တို့၏မျက်လုံးများက ျော်ရွှင်အားရခြင်းကြောင့်ဝင်းတောင်နေကြသည်လက်နက်မှာချက်ကိုစလက်လုံးရိုင်းဖယ်တနက်ဖြစ်သည်တနက်ထိတ်တွင် တက်ရန်လှန်စွတ်ပါတပါးတည်းပါသည်ရဲဘော်များကို အစီအစဉ်နှင့်တအူးစီခေါ်၍ပေးသည်ကိုသူရအလှဲ့တွင်တနက်ပေးရာသို့မြည်သို့ခြေလှမ်းမိသည်တရီမထားမိတော့ပေဝမ်းသာခြင်းတောင်းလုံးခြင်းဖြင့်ကရုံကရင်ဖြစ်နေသည်တနက်လန်းอยู่တော့လက်များသည်တဆက်ဆက်တုံးနေသည် တက်နဲ့မှာအမဲစီများပေးချမ်းနေသဖြင့်ကာယသည့်အခါချော့၍နေ၏ဒိုင်းဖယ်တနက်နှင့်လှန်စွတ်တို့အပြင်ပခုံးကျိုးတိုင်းတို့ကိုလက်နှစ်ဖက်နှင့်ကန်လျက်မိမိတန်းစီနေရာသို့ပြန်ရက်လိုက်သည်မြန်မာလူငယ်တွေလက်နက်ကင်ကြရပေပြီဒီလက်နက်သည်ဘယ်သူကပေးပြီးဘယ်ကရရအကြောင်းမဟုတ်ဒီလက်နက်နှင့်နေချက်စနေကြီးကိုတိုက်ရပေမည်လက်နက်ကင်တက်ချင်းပြီးပင်မြန်မာလူမျိုးရေးတိုက်ပွဲတွင်မျိုးစေပင်ဖြစ်တော်သည် နာနဲ့9နာရီမှညနေနေဝင်ကနေ့အထိတနေ့လုံးထမင်းစားသည့်အချိန်မှပါနားရသည်မရှိတောက်လျှောက်စစ်တင်နေစင်ရသည်အချိန်တို့နှင့်တရက်ဆက်ပြီး၍သင်ကြားရခြင်းအကြောင်းမှာမြန်မာပြည်သို့ပြန်၍ပျောက်ကြားစစ်ဆင်နွှဲရန်ဖြစ်ပေသည်ညဘက်၌ညတိုက်ပွဲ တပတ်လျင်3ချိန်များဆင်ရသည်ညတိုက်ပွဲများမှာနိုင်ပြန်တစ်ချက်နှစ်ချက်တခါတရံမိုးလင်းသည့်အထိကျင်းရသည်၃လမြဤသို့စစ်တင်နှံကို အပြင်းအထန်တင်ကြရသည်ပြင်းထန်သောတိုက်ပွဲလေ့ကျင့်ခန်းများတွင်ရဲဘော်တို့သည် အမောဆုပ်၍မူးလဲတတ်ကြသည်ရဲဘော်တို့၏လေ့ကျင့်ခန်းဆရာမှာနာမည်ကျော်ကပတိန်ကဝါရှိမာဖြစ်သည် သူတွင် ရုပ်ပြက်နေသောဒဏ်ရာအမာရုံများရှိခြင်းကြောင့်ရဲဘော်များကအချင်းချင်းတရဲဟု နာမည်ဖြဲ့၍တိတ်တဆိတ်ခေါ်ကြသည်တရဲခေါ်ကဝါရှိမာသည် တိုက်ပွဲထင်မြင်ချက်ကို တူတူနှင့်လိုရင်းရောက်အောင် မှတ်သားဖွယ်အချက်အလက်များကိုပြောတတ်ပေသည်နေ့လယ်ခင်း၌အဘူဒီဂရီသည်တစထက်တစတက်လာသည်စစ်တင်တန်းတွင်ကံရသောလက်နက်များသည် ပထမတရုတ်စစ်မြေပြင်မှရရှိသောတရုတ်ချက်ကိုစလက်ရုရှားလုံခြေလျင်တက်သုံးရိုင်ဖယ်များစက်တနက်အသေးအကြီးများမော်တာအလက်စားများအများငယ်များဖြစ်၏လှန်စုပ်ပြေးထွက်ရသောတိုက်ပွဲလေ့ကျင့်ခန်းမှလည်းပင်ပန်းလွန်လာကြသည် ရှင်သူမိပြည်ဟန်နဲ့နှောင်ဆုံးရရှားဟုဩကာလှန်စွန့်နှင့်ပြေးထိုရလေသည်လှန်စွန့်တိုင်ပွဲပြည်သည့်အခါ၌ဂျိုဂျိုဒါစီဟုကပ္ပတိန်ကဝါရှိမကဩလိုက်သည်တိုက်ပွဲပြီးပြီဟုဆိုလိုခြင်းဖြစ်သည်တိုက်ပွဲပြီးသည့်တပြိုင်နက်ဂျပန်အချို့နှင့်ကိုလာမောင်ခွင်းစာခွင်းပိတ်ဘူဇင်ရတို့မှမဟန်နိုင်ပဲမူလဲသွားကြသည်ထို့နောက်တိုက်ပွဲထင်မြင်ချက်များကိုဆရာတယောက်ပြီးတယောက်ရှင်းလျားစွာရှင်းပြနေသည် ဆရာပြောပြီး နားသည့်အချိန်တွင်ကိုရွှေဘူကျော်သောမှာမူလဲတော်သည် သူဤမြင်မသော အရက်ကြောင့်အလွန်ပိန်သည်ဟုထင်ရသည် ကိုတင်အေးဘူဖုံးမြင်မှာလဲမရက်ဒီနိုင်တော့ပဲမူးနေတော်သည် ကိုသူရသည် တန်လျားသို့အားခဲကလာနိုင်သေးသည်တန်လျားသို့အရောက်ခေါင်းတွင်မိုက်ခနဲဖြစ်သွားကမျက်စိများပြဝေးလာသည်အသက်ကိုဘယ်လိုရှူရမှန်းမသိပေ အသက်ရှူရာခက်ကရှင်ထဲတွင်တင်းတင်းကြပ်ကြပ်ကြီးဖြစ်၍ဖိုးလှိုက်နေသည်ဒုမာအလိုလိုခွေညွတ်ကလဲကျသွားတော်သည်တကိုယ်လုံးမှာကန်ရိုက်ထားတကယ်သို့နာကျင်နေသည်တန်လျာအရောက်တွင်လဲနေသောမြန်မာများမှရှစ်ယောက်တောင်ဖြစ်နေသည်ပင်မန်းတော်ညာလဲရဲဘော်များသည် စိတ်ဓာတ်မကြဆင်းစေရန် လုံးဝမငြင်းညူစတန်းဟုညှိထားကြသည်ဂျပန်များရှေ့တွင်ညီလဲမငြင်းကြပါ ဒီလိုအခါမျိုးတွင် ခန္ဓာရင်းနှင့်ဇွဲတက်သည့်အလွန်လိုပေသည်ဒီလိုဒုက္ခဆင်းရဲခံရမည်ဆိုသည်ကိုလည်းကြိုတင်သိထားကြသည်သိပင်သိညာတော်လဲသွေးနှင့်သားနှင့်ဖွဲ့စည်းထားသော လူသားများဖြစ်ကြသဖြင့်ဘယ်သို့ရှိမည်ကိုမှန်းဆနိုင်ပေသည်တနေ့ထမင်းစနေကြစဉ်နောက်ဆုံးအတုတ်ရဲပေါ်များထဲမှကိုမောင်မောင်ခွင်းစာခွင်းပိတ်ဘုံညာနာသည် မခံမရနိုင်ဖြစ်ပြီး ထမင်းစရမှဖြုံးခနဲထား၍ဟေ့ ပင်မန်းလာကြေတကားဒီလိုဆိုရင် ပောက်တန်ပြီးကြာရှည်မှဆန်နိုင်ပါမလားဟုဂျပန်များရှေတွင်တခုခုအော်ဟစ်ပြောဆိုသလိုလိုနှင့်ခက်တီတီအော်ဟစ်လိုက်လေသည်ရဲဘော်များမှဂျပန်များရှိနေ၍ပြုံးယုံသာပြုံးနိုင်လေသည်ကိုမောင်မောင်မခမ်းမရက်အော်မီဆိုလဲအော်စရာပဲရဲဘော်များသည်ဟေနန်ကျွန်းသို့လေးတုပ်ခွဲလာရရာနောက်ဆုံးအတုံမှာရသက်တတတပတ်အနေငယ်နောက်ကျနေသည် ဤသို့သင်္ဍန်းများနောက်ကျနေသဖြင့်အပြင်းအထန်အမိလိုက်ရလေသည်ကိုမောင်မောင်မှာနောက်ဆုံးအုပ်ထဲတွင်ပါဝင်သောရဲဘော်ဖြစ်သဖြင့်တီးမခံနိုင်ပဲထအော်ခြင်းဖြစ်သည်ကွင်းစာကွင်းပဲနောက်တွင်မြန်မာပြည်ထဲသို့ BIA ဝင်လာစဉ်ကိုမောင်မောင်ဘုံညာနတ်မှာဖာပုံအနီးတိုက်ပွဲတွင် ကြာဆုံးရှာသည်တနေ့တွင်ငားမိုင်မြရှေးလျာသောတိုက်ပွဲလေ့ကျင့်ခန်းကိုကျင့်ရသည်မျိုးချစ်လူငယ်များ၏စိတ်များသည် တက်ကြွနေသည် ငါတို့ဗိမာန်နာဟာမြန်မာပြည်အတွက်ပဲဟူသောစိတ်သည်ဘာကိုပဲရှင်ဆိုင်ရရှင်ဆိုင်ရမဖြုံတော့ပေ။နာနဲ9နာရီမှစ၍လေးကျင်ငန်းစင်းရရာစစ်တမ်းလျားသို့ည9နာရီမှပြန်ရောက်သည်။ညတွင်ကျဲပေါ်အချို့သည်နေ့စဉ်အမှတ်တမ်းများကို အသည်နှလုံးမှယူဆလာသော စေရနာအဟုန်နှင့်ရှင်းသာကြသည်။ကိုသူရသည် ကိုရွှေခွင်းစာခွင်းပိတ်ဘိုးကျော်စောဤတန်ရာရီမှ ထိုနှင့်မှတ်တမ်းကိုရှုဖတ်ကြည့်ရင်ခေါင်းထဲတွင်တသက်လုံးဆွဲကြံရည်သည် သူရေထားသောစာကို၄ခေါင်၅ခေါင်ဖတ်သည်ဖြင့်အလိုရနေသည်ရှင်ထဲမှပေါက်ဖွားလာသောစကားလုံးများက အောက်ပါအတိုင်းမြင်သည်1942ခုစွန်လ20ရက်အေးတိုင်ပွဲကိုကျုပ်တို့အလွန်ကျင်းနေသည်အင်းမြရှေလျားစွာမရမနာပဲတိုက်ခဲ့သည်ကဘာပေါ်ဘဲစစ်သားမှမကြောက်တော့ဘဲ ဂျပန်စစ်သားအကောင်ဆုံးမစ္စတာဟက်ရဒီပင်နောက်ဆုံးနေရာကို အားခဲ့ပြီးလာခဲ့ရသည်မြန်မာပြည်အတွက်ဝမ်းမြောက်သည် ကျုပ်တို့ပင်မန်းသဖြင့်ကြားရသောချွေးသည့်ချိဘောက်သည်မြန်မာပြည်အတွက်အေးချမ်းဖို့အရေးအယောင်မိုးရီမိုးပေါက်ဖြစ်ရခြင်းမည်ကျုပ်တို့ထိုလေးကျင်ကန်းကိုအကြည့်နဲ့ကြီးကျင်နေသည်မြန်မာအလုံးငားမိုင်စစ်တလင်းအစုံကို အတူတူရောက်ခဲ့ကြသည် အထူးသဖြင့်တခင်အောင်ဆန်းဤဇွဲသက်တီကို လူတိုင်းဝမ်းထဲကကျင်းနေကြသည်အခန်း6မိနစ်တွေးတို့သည်ပန်းကြိုက်တဲ့သူများဖြစ်၍သူတို့၏ကောင်းတွင် အမြဲတမ်းပန်းရံတဲ့လူနှင့်တင်းနေသည် သူတို့၏မဲမောင်တောက်ပသောကိတာထက်တွင်ရာသီအလိုက်စီချေသွဲကုန်းတက်သောပတောဇကဝါစီဇဝါသဇင်ခွာညိုစသောပန်းတို့သည်ရာသီပြောင်းလာပုံကို တွေ့မြင်နိုင်သည်နှွေမိုးလိုမြောက်စောင်းသို့ရောက်ပေပြီး တကူကဆုံနယုံဝါဆူဝါကောင်းတော်တလင်းသတင်းကျုပ်ဒဆောင်မုံစသည်အဖြင့်တရွေ့၍ကူပြောင်းလာသည်မိတယောက်သူ့မိမိဒေါ်အေးခင်နှင့်အတူမအူပင်သို့သွားပြီးပြန်လာသောအချိန်၌ထွေးဤကောင်းတွင်သစဉ်ရဏံများတင်ပြန်နေသည်သစဉ်မန်းတွေတောင်ပေါ်ပြီနော်ထွေထွေးကောင်းမှပန်ထားသောပန်းကိုငုံနှံရင်းမိကပြောလိုက်သည်ပေါ်ပေမဲ့တိတ်ရှာတာပဲမိရဲ့မနဲ့ကမိမိရဲ့ ။ဓစည်းကိုနှစ်ချက်တောင်ပြေဝဲခဲ့ရတယ်။ဖခင်တင်ပြီးကိုကြီးအတွက်ဆူတောင်းမလို့တဲ့။ခုနေအကိုကြီးကိုသူရာတယောက်ဘယ်ရောက်နေတယ်မသိဘူးနော်။မိသည်ညင်းညင်းညူညူပြောလိုက်ကကိုသူရာဤရုပ်ရည်ကို မျက်စိထဲပုံဖန်ကြည့်နေမိသည်။ကိုယ်သူရတယောက်အိမ်မထွက်သွားခဲ့သည်မှာခုနှစ်လကျော်ရှစ်လခန့်ရှိပေပြီ။မိထွေးတို့အိမ်၌အိမ်တော်တညာကရှက်ဖြူလက်ရှိကိုဘူဒီပက်တီဟု၍ဂျောလုံးကြီးအနက်ဝတ်ထားသော ကိုသူရ၏ရုပ်ရည်ကိုပြီးပြီးတတ်တာမြင်ရောင်းနေမိသည်။ထွေးမှာကိုသူရအကြောင်းကိုစမိလျင်မျက်ရည်ဝဲနေတတ်သည်။မိပန်ချင်းရင်ဟိုဟိုတနခါခွက်တဲမှာသစင်ခက်သုံးခက်ရှိတယ်။ထွေးသည်စကားကိုလှီလွှဲလိုက်သည်။မိမှာမသိလိုက်မသိပါတာပင်ပန်းများကိုထယူက ပန်းလိုက်သည်။ထွေးရင်စစ်ဖြစ်တော့မှမို့ចောင်းပိတ်တယ်ဆို။မအူပင်ကိုဘော်ဒါကဒေါ်လီတို့ပြန်လာကြတယ်။ ဆီယမတွေနဲ့အတန်ကြီးတွေကမမတွေကစိတ်မကောင်းလို့ငိုကြတဲ့ဒေါ်လီကတော့စာမတင်ရတော့လို့ပြောတဲ့မိလည်းပြောတာပဲထွေးတို့ကြောင့်လည်းပိတ်လိုက်တယ်ထွေးလည်းကြောင်းသွားရတာပြင်းလို့လို့သဘောကျတာပေါ့ဒါပေမဲ့ဖေဖေနဲ့မိမိကတော့ထွေးတို့စာတင်ပြက်တယ်ဆိုပြီးစိတ်မကောင်းကြဘူးကိုလေးနောင်တောင်ဒီနေ့ဆယ်တန်းမဝင်ရတော့ဘူးမိတောင် လာစန်းတရက်ကကြောင်းလာခပေးလိုက်သေးတယ်မိလည်းသွားရောကြောင်းပိတ်တယ်ကြားတာပဲလက်ကပတ်သွားရောလား ပါသွားတာပေါ့မင်းနဲ့ထွေတို့ဤအသိဉာဏ်နဲ့အမှန်စတွေးခေါ်နိုင်စမ်းမရှိတော့လဲထိုစဉ်ကဒုတိယကဘာစင်မီသည် အာရှတို့ကူးဆက်တော်သည်1942ခုနှစ်ဒီဇင်ဘာလ9ရက်တွင် ပလဲစိတ်ကန်းကိုဂျပန်လီတက်ကရှုံးတရက်ဝင်တိုက်သည်1942ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်စစ်ကြေးညာသည်1942ခုနှစ်ဒီဇင်ဘာလ23ရက် မိတို့သားမိနှစ်ယောက်သည် ထွေးတို့အိမ်တွင် ထမင်းစားကြသည်ထွေးဖေဖေဥပကျော် ထွေးမေမေဒေါ်နှင်းမိဤမေမေဒေါ်အိခင်ထွေးနှင့်မိတို့သည်တစုတယုံတည်းတပြောတပါထမင်းစားကြသည်ကိုရန်အောင်တယောက်သားမြို့ထဲသို့ထွက်၍တခဲဝင်နေသဖြင့်ထမင်းဝိုင်းတွင်မပါဘဲရှိနေသည် ထို့ပြင်မိဤဖေဖေဥပတင်သည် ကောင်းကောင်းနေမကောင်းသဖြင့်သူ့အိမ်တွင်လှဲနေသည်ကိုဘကျော်ကတိတ်အဆပုတ်တာပဲ ဒေါ်ရခင်သည် ဥပကျော်ကိုလှမ်းပြောလိုက်သည်ဥပကျော်နှင့်ဒေါ်ရခင်တို့သည်မောင်းနှမတဝန်းခွဲတော်ဆက်သည်ချုံနှင်းရထမင်းဝိုင်းသည်မြိုင်ဆိုင်လှသည် ထွေးနှင့်မိမှမကြာခဏလက်ဆောင်ကဒေါ်နှင်းနှင့်ဒေါ်ရခင်တို့မှလည်းလက်ဆောင်ကြသည်ဒီမနေ့ထမင်းတော်တော်ဝင်နေဟိလူဆောင်လို့ဝင်နေထင်တယ်ဥပကျော်ကပြောက ရှေးတောင်းနေသည် အမေရှင်ကအစာပုတ်တိုင်းကျမတို့လွှဲချမနေပါနဲ့အားလုံးတတော်တော်ရေမောကြသည် ဟောအိုးအမုတ်တန်ကြတယ်နားထောင်စမ်းအိုးအမုတ်ပြေမကြမီဝင်းဆိုတော့အတန်များဟိမ့်ရွေလာသည် ဟောဘာတန်တွေလဲဒေါင်းနေနဲ့ဥဝကျော်တို့ဒီပြတင်းပေါက်မှာလှန့်ကြည့်ကြသည်ဟာလေးမြန်တွေဥဝကျော်အွန်လိုက်ချင်းကြောင့်သာတီလိုက်ကြသည်ဒေါ်နေနဲ့ဒေါ်ဟိခင်တို့ကအီမြအများပြားစွာပြန်တန်းလာတော့လင်းရင်ပြန်များကိုမမြင်ဘူးတဖြင့်အံ့ဩ၍ဖာမန်းမသိအောင်ဖြစ်နေသည် ထွင်းနဲ့မိတို့ဤစိတ်ထဲ၌ကဘာမျှထူခြားခြင်းမရှိပေထိုအခါဟုံးဆိုသော တုံဟီအော်မြည်လိုက်သောအတန်ကြောင့်အိမ်မာတသိမ့်သိမ့်တုံသွားသည် အိမ်မာငလျင်လှုပ်တကဲ့သို့ခါနေသည် အလုံးဖျားဖျားဘုံကျဲတာဘုံကျဲတာဇပွဲအောင်မှာဝတ်ကြဟဲ့ထိုစဉ်ကမြန်မာတွေမှာစိတ်အတွေ့အကြုံကို ခံစားဘူးတည်မဟုတ်ဘုံဆိုဒီမှာ ။တဏှာဤပုံမြင်သဖွယ်တွေးထင်မှတ်နေရရှာသောအချိန်မင်ဖြစ်သည်။ဥပကြုံမှာစာတွေ့ဘ ഹു တုတလေးတွေရှိသဖြင့်ဘုံကျဲလျင်မြည်တို့အကာအွယ်ယူရမည်ကိုသိရှိနေခြင်းဖြစ်သည်။နောက်ရိပ်ပိတ်ပြီးဗဇတ်ဟာထကြရှာကိုင်းမိကြမယ်။အမလေးဒုက္ခပဲအရေးတဲ့ရန်အောင်ပြန်မလာဘူးဖရာဖရာဘယ်နဲ့လောက်ရပါမလဲ။ဒုံင်းမှာတားငယ်အတွက်စိုးရိမ်နေသည်။ဒုံရိပ်ခင်မှာလဲဟိုပြေးရမလို့ဒီပြေးရမလို့ အိန္ဒိယမရဖြစ်နေသဖြင့်ဒေါနဲနှင့်ဥပကျော်ကဆွဲထားရသည်ဆွဲထားရသည့်ကြားထဲတွင် အတင်းယုံ၍သူ့သားအတွက်စိတ်ပူကမိဖို့ကြောင့်လမ်းကြားဘက်မှထွက်သွားသည်ဒေါနင်းသည် ကိုရန်နောက်အတွက်ခေါင်းမိတောင်းနေသည် ကျွမ်းမသားလေးဒုက္ခပဲဖျားဖျားလွတ်ပါစေမနှင်းကလည်းကွာဒါလောက်တွေးမပူပါနဲ့လူကံကရှိပါသေးတယ်ဆက်တဲ့နဲ့တရတဲ့ဆွဲပြစ်တဲ့ဘုံတန်များဤတုံဟီသောအတန် ်လေးမြန်ကိုအမြောင်းနဲ့လှမ်းပြစ်တန်းအာလုံးကြောက်ခမန်းလိလိဖြစ်နေသည်ထီတန်းတဝိုက်၌ပြေးတန်လွားတန်းအဟိတန်များအဆက်မပြတ်ဆူညံနေသည် ကဘာပြက်ချီပြီးလေးမြန်တန်များဆဲသွားသောအခါရန်ကုန်တဝိုက်တွင် အလောင်းများသွေးအလူလူနှင့်ထက်လျက်ရှိသည်လက်ပြက်ချေပြက်ကောင်းတရားကိုတရားဖြစ်ရသည့်အလောင်းကောင်များမှာမရေမတွက်နိုင်ပြီ။တားသေးသူ၊လင်းသေးသူ မယားတေသူမိဘဆုံးသူတို့မှာပရိဒေဝမီတောက်လောင်နေကြသည်လမ်းသွားရင်းတေသည် ခမင်းစားရင်းတေသည်ဖျားရှိခိုးလက်အုံမိုးလျက်တေသည်ပြုံးတိုင်းစိတ်အတွေ့အကြုံမရှိဘဲနဲ့စိတ်ဒုက္ခကိုတွေးပြက်ခမန်းခံစားကြရသည်ဆက်နေရသည်ဘွယ်တစ်ချိန်ချိန်နဲ့ပြော့တတ်သောမြန်မှာမိလွယ်ပြောက်လွယ်ပြေးလွယ်စီးလွယ်ကလေးငယ်ကဲ့သို့နေတတ်သောမြန်မှာ ကဘာစစ်ကို လုံးဝမတွေ့ကြုံဘူးတော်မြန်မာလင်းရင်ပြန်လာသည်ကိုပွဲကြီးပွဲကောင်းတစ်ခွဲ ရက်ကြည်နေတော်မြန်မာတခါမှဘုံဆိုသည်ကိုမမြင်ဘူးခဲ့သည်မြန်မာစသည်စသည်မြန်မာပေါင်းများစွာသည်တေပွဲလှလှကြီးဝင်ရရှာသည်ဘေးကင်းအုပ်တော်ဆွဲပြီးသောအခါသူနာပြူကားများနှင့် ARB အုပ်ချုပ်ရေးအဖွဲ့ဝင်များအလုံးများကြသည်မိအားတော်ရေးခင်ကလာခေါ်သွားသည် ဒေါ်နင်းသည်ကိုရန်နောင်အတွက်ယူမတဲ့ဖြစ်နေစဉ်ကိုရန်နောင်ပြုံးစို့ပေါက်လာသည်ဒေါ်နင်းသည် အမလေးသားရဲ့ပူလိုက်ရတာဟုကိုရန်နောင်အားဖတ်ထားလေသည်ကိုရန်နောင်၏နှုတ်ခမ်းများဖြူကမောဟိုက်တုံချီနေသည် ကျွန်တော်ပကန်ဆိုင်မှာဝင်းပုံးနေရတယ်မေမေကျွန်တော်ရှိမှပကန်ဆိုင်ရှင်ကလအပြင်ထွက်ပြီးပြစီသိမ်းတာဆက်သက်နိုင်မှန်ပြီးသေရောအမလေးလေးမသေးကောင်းမပြောင်းကောင်းသားရဲ့ ထွေးမှာထမင်းစာကန်းတောင်တွင် ကုတ်ကားထိုင်နေသည်ဆက်ထရင်ကနာလန်းမှာ တိတ်သေးကြတာပဲကူလီအလောင်းတွေမှာအတုံယုံပဲဥပကျော်သည်တရင်နှားထောင်ရန်ဒုတ်ကောက်တစ်ချောင်းနှင့်အပြင်ထွက်သွားသည်ဒီဇင်ဘာ23ရက်နေ့တွင်မြန်မာပြည်သို့ပထမဦးဆုံးဘုံကျဲတိုက်ခိုက်သည်မှာဂျပန်ဘုံကျဲလေယာဉ်80နှင့်တိုက်လေယာဉ်30တို့ဖြစ်သည်ထိုအချိန်ကရန်ကုန်မြို့ရှိအင်္ဂလိပ်လေတပ် ARF အင်အားမှာ တိုက်လေရင်ဆက်နှစင်းပဲရှိသည်ဘုံကျဲသည်ဖြင့်ပွဲချင်းပြီးတေသူမှာအလုံးပေါင်း2000တန်ရာပြင်းထန်စွာရပြီးနောက်တေသူမှာ950နှင့် ကျန်တန်ရာရသူအပေါင်းမှာ1900ဖြစ်သည်1942ခုဒီဇင်ဘာလ25ရက်၌ရှန်သူတို့သည်ဘုံကျဲလေရင်80တိုက်လေရင်30တို့နှင့်ရန်ကုန်မြို့ကိုဒုတိယအကြိမ်တိုက်ခိုက်ပြန်သည် မျိုးသူမျိုးသားတို့သည်တခါသေးဘူးပြင်ပိုးနားလေကရခင်အကျင်းလောက်အသေးပြောင်းဝင်များတော့ပြီရှင်ကုံမျိုးနေခရိယံဘာသာဝင်များအဖို့မူကရှေရှုဘုရားသခင်မွေးနေ့အထိမ့်မှတ်အတွက်မင်္ဂလာရှုသောနေ့လေခဲလေသည်မသဲရီကြကအမင်္ဂလာ ဖြစ်ရလေတော့သည် ဟုတ်ကဲ့စာအုပ်လေးကိုဒီနားမှာရှင်းနာခွင့်ပြုပါရှင်အဘိနာစင်ရဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်း ဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အပေးကြပါဦးနော်။နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေ၊ပညာပေး၊သုတရတာဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like ခင် subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အားလုံးဘေးကင်းကြပါကြပါစေရှင်။